မြန်မာနိုင်ငံနဲ့တရုတ်နိုင်ငံနိုင်ငံသားဝင်ကြီးဌာနတွေနဲ့ကာကွယ်ဝင်ကြီးဌာနတွေကတာဝန်ရှိသူတွေတွေ့ဆုံပြီးနှစ်နိုင်ငံနယ်စပ်ဒေသဆိုင်ရာကိစ္စရပ်တွေကိုအလေးပေးဆွေးနွေးနေတဲ့အဆင့်မြင့်ဆွေးနွေးပွဲတစ်ခုပြုလုပ်ခဲ့တယ်လို့သိရပါဗျာ။ အဆိုပါနှစ်နိုင်ငံနိုင်ငံသားဝင်ကြီးဌာနတွေနဲ့ကာကွယ်ရေးဝင်ကြီးဌာနတွေကဥဆောင်ပြုလုပ်တဲ့အစစ်မြစ်ဆွေးနွေးပွဲတရက်ကိုတရုတ်ပြည်သူသမ္မတနိုင်ငံယူနန်ပြည်နယ်ကုမဲမြို့မှာအခုလ9ရက်နေ့ကကျင်းပပြုလုပ်ခဲ့တာဖြစ်တယ်လို့မြန်မာနိုင်ငံသားဝင်ကြီးဌာနက2019ခုနှစ်ဖေဖော်ဝါရီလ9ရက်နေ့ရက်စွဲနဲ့တင်ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ဆွေးနွေးပွဲမှာမြန်မာနိုင်ငံရဲ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက်တရုတ်နိုင်ငံဘက်မှအပြုသဘောကူညီပေးရင်မြန်မာနိုင်ငံမြောက်ပိုင်းဒေသအခြေအနေပြန်လည်တည်ငြိမ်မှုရရှိရေးအပြန်အလှန်ယုံကြည်မှုတည်ဆောက်ရေးမြန်မာ တရုတ်နှစ်နိုင်ငံနယ်စပ်ဒေသများဖွံ့ဖြိုးတိုးတက်ရေးနဲ့ဒေသခံပြည်သူများအကျိုးပေါ်ဆောင်ရွက်ပါဝေးနှစ်နိုင်ငံနယ်စပ်ဒေသဆိုင်ရာကိစ္စရပ်တွေကိုအလေးပေးဆွေးနွေးခဲ့ကြတယ်လို့သိရပါဗျာ။ ဒါအပြင်နေဆက်ဒေတာစီမံခန့်ခွဲရေးတရားမဝင်လူဝင်လူထွက်ကိစ္စဒါစီရေးမူရစေဝါနိုင်နေရေးတရားမဝင်ကုံသွဲမှုများဒါစီရေးတို့မှာပုံမှုပူပေါင်းဆောင်ရွက်သွားနိုင်ရေးအတွက်အစ်စ်အသည်သည်နဲ့ကဏ္ဍအသည်သည်ရှိဆက်ဆံရေးနေရာများအရာထိတွေ့ဆက်ဆံမှုများတိုးမြင့်သွားရန်တနိုင်ငံနဲ့နမိတ်မြချောင်းများထိန်းသိမ်းကာကွယ်ရေးမှာအကန့်ပြုံမှုဖြစ်ပေါ်ရန်မြေထိန်းနေရများတိစောက်ရမှာနမိတ်စာချုပ်၌ဖော်ပြချက်များနဲ့ညီဆောင်ရွက်ရနေနှစ်ဖက်လိုက်နိုင်ရမယ်လုပ်ငန်းလက်ညှိုးချက်ရေးဆွဲရေးကိစ္စတွေကိုလည်းဆွေးနွေးသဘောတူညီခဲ့ကြရလို့ကြည်ရပါ ါပါတယ်။မြန်မာတရုတ်နေဆက်ဒေတာတွေတင်းကျိအေးချက်ရေးနေဆက်ဒေတာစီမံခန့်ခွဲဆိုင်ရာကိစ္စရပ်တွေမှာပုံမထိရောက်စွာပူးပေါင်းဆောင်ရွက်ရေးတို့အတွက်ရည်ရွယ်တည်ထောင်ထားတဲ့ဘူအစိုးရအစ်စ်နိုင်ငံဆွေးနွေးမှုရည်ရည်တခုဖြစ်တဲ့အဆိုပါ 2+2 အစိုးရဆွေးနွေးပွဲဟာဒုတိယအကြိမ်ပြုလုပ်တာဖြစ်ပြီးပထမအကြိမ်ဆွေးနွေးပွဲကိုတော့2016ခုနှစ်နိုဝင်ဘာလ25ရက်နေ့ကနေပြည်တော်မှာပြုလုပ်ခဲ့တယ်လို့နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့သတင်းထုတ်ပြန်ချက်အရသိရပါဗျာ။